ဆိုင်ဂိုင်းစ်မင်္ဂလာပါကဲဘရိုရီဒီမှာတော့ဗီဒီယိုဖိုင်နဲ့နှစ်ခုပါမယ်ဗျနှစ်ခုလုံးကတော်တော်ကြီးကိုစိတ်ဝင်စားစရာကောင်းပါတယ်အခုလက်ရှိအာငါတို့ရဲ့အခြေအနေနဲ့ဒီဗီဒီယိုဖိုင်နဲ့နှစ်ခုနဲ့တော့တော်တော်ကြီးကိုအံဝင်ခြင်းကြအာတိထားသင့်တဲ့ဗီဒီယိုဖိုင်နဲ့နှစ်ခုပါဗျဒါကတော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်တကယ်တော့ဒီပထမဦးဆုံးဗီဒီယိုဖိုင်ကတော့မိသားခင်သမားတယောက်ဖြစ်မယ်ဆိုရင်ဂိမ်းပါတယောက်ဖြစ်မယ်ဆိုရင် လုံးဝဘောနဲ့ရင်းပြီးတော့မှတိထားသိတဲ့ဒီရှင်းနေကြီးပြောပြတဲ့ခင်းသမားတယောက်ရဲ့ပြမုံမြောင်းမမြောက်ဆိုတဲ့ဥပဒေကြောင့်ရအကျံပေးထားတဲ့ဒီရှင်းနေကြီးရဲ့အကျံလေးကတော့မင်းခင်းသမားတယောက်ဆိုရင် လုံးဝလိုအပ်တဲ့လုံးဝကြည်ထားသိတဲ့အဖြစ်တစ်ခုပါဆိုတော့ဒုတိယတစ်ခုကတော့ အခုလောလောလတ်လတ်ပဲကြာတိရတဲ့ဒီ AI နဲ့ဗီဒီယိုလုပ်ပြီးမှလိန်တဲ့ဗီဒီယိုဖိုင်လေးတစ်ခုကြောင့်ငွေကြေးတင်နိုင်တာတော့ရတဲ့အဲကွန်မလေးတစ်ယောက်ကပြောပြထားတဲ့ဗီဒီယိုဖိုင်လေးပါဆိုတော့ဒီလိန်လေးကလည်းတော်တော်ကြီးကိုကြောက်စရာကောင်းလောက်အောင်ထိကိုခေကတော်တော်ကြီးကိုမှီတာဗျဆိုတော့ဒီဗီဒီယိုဖိုင်လေးနှစ်ခုလုံးကိုတော့လုံးဝကြည့်သိမ်းတဲ့လက်မလှမ်းသိမ်းတဲ့ဗီဒီယိုဖိုင်လို့လဲကျွန်တော်ကတော့အကြံပြုရှိပါတယ်ဆိုတော့ကျွန်တော်တို့ဆက် တော့ရအောင်โอเค let's go ကျင်းရဲ့မိကိုဖြည့်ကြပေးပါမယ်အကောင့်ပိုင်ရှင်မင်းမြန်တာကဂိမ်းကိုမစော့တော့ပဲဝင်စော့တယ်ကျန်တဲ့ဂိမ်းကစားတဲ့သူတွေကဝိုင်းဆဲကြတယ်ဆဲတဲ့လူအေးအေးယူလို့ရသလားလို့မိသားတာတွေ့ရပါတယ်မိမိလုပ်ငန်းတစ်ခုပညာတရားကို မတက်ကျွမ်းခင် မကျွမ်းကျင်ခင်မှာတော့အပြစ်ပြောတာခံရမယ်မိအခက်ခဲကြကြိုးစားရပါလေလူဆိုတာဓာတော်ကိုကြောပြီးမိပင်လေကိုဖျက်ကြပါလေဓမ္မရည်မှန်းချက်ပန်းနိုင်အောင်မြင်မှာဖြစ်ပါလေခိမကျွမ်းကျင်တဲ့အချိန်မှာသူများရဲ့ဆဲလာလဲခံရပါမယ်သူများပြောတာလဲခံရပါမယ်အဲ့ဒီလိုအပြောဆိုအဆဲဆိုကလွတ်အောင်ဒီဂိမ်းကိုကျွမ်းကျင်သည့်အထိကြိုးစားပြီး ကစားခြင်းအပြင်ဖြည့်ချင်းလို့ရနိုင်ပါကြောင်းဖြည့်ချပေးလိုက်ပါဝါပြည်ပြဆိုတော့ဒီမှာခင်းသမားအမေနဲ့ဒီအဲရှင်နေကြီးရအဖေကတော့ဒေါ်တော်ကြီးလေးဖက်ပါတယ်ဒါပေမဲ့ရှင်နေကြီးကတော့အာပညာရှိပြီပြပြပညာရှိလို့ပဲဖြစ်သွားတာပါအာဒါအရေးယူလို့ရတဲ့ဆိုပြီးတော့မှသူကတရေကြီးဖြစ်မသွားပါဘူးဒါမှမဟုတ်မင်းဒီဂင်းလောကားထဲဝင်မှဆိုရင်စိတ်တချမ်းခံရမယ်ဒါတော်ကိုလည်းကြော်ဖြတ်နေရမယ်မိပင်လေးကိုလည်းချက်ကြော်နေရမယ် ်ဒလေးမုန်းတဲ့ကိုလည်းအဆန်တက်နေရမယ်ပြီးမှခင်းသမားတယောက်ဖြစ်လာတဲ့အချိန်ကျရင်ဒီဟာတွေကမင်းသဘောပေါက်နားလည်လိမ့်မယ်ဒီဂျူနီယာတွေရဲ့ခက်ခဲလေးတွေကိုဆိုတော့အဲ့လောက်ပဲသူကတော့အာစကားအရေးယုံလေးနဲ့ပြောလိုက်ပါတယ်ဆိုတော့ဒီခင်းသမားလေး ကတော့ခြေနားမဲ့မထင်ဘူး။ဒါပေမဲ့တနေ့သူဒီဂင်းလောကမှာဆရာကြီးလိုသူ့ကိုယ်သူအတိမတ် ပြုတ်တဲ့အချိန်ကြာရင်ဒီဂျူနီယာလေးတွေရခက်ခဲအဲ့ဒီကိုသူကနားလေလာလိမ့်မယ်ဆိုပြီးတော့မှအာဒီဖိုက်တော့နေနဲ့ဖြေကြားတော့တဲ့အဖြေလေးပါ။ဒါတော်တော်ကြီးကိုပညာရှိပီတာတဲ့ရှင်နေကြီးရဲ့အဖြေလေးကတော့တကယ်အဲ့လေမိသားထိတ်ပါတယ်ဗျဆိုတော့နောက်ဆုံးတစ်ခုဒီ AI နဲ့ဗီဒီယိုကောခေါ်ပြီးတော့ငွေလိန်တဲ့အာညီမလေးတယောက်ရဲ့ပြောစကားလေးကိုငါတို့နားထောင်ကြည့်အောင်โอเค အခုလောလောလတ်လတ်မကို3သိန်းတန်သင်္ကန်းစာလေးတစ်ခုရပါတယ်ရှင်3သိန်းတန်သင်္ကန်းစာဘာလဲဆိုတော့လူလိန်ခံရတာပါရှင်ဘယ်လိုမျိုးလိန်သွားရလဲဆိုတော့ तू ကလိန်နီးအစ်စ်နဲ့လိန်သွားတာရှင် messenger ကနေပြီးတော့ video call ခေါ်တယ်တငယ်ချင်းပုံတငယ်ချင်း video နဲ့လှုပ်ရှားမှုတွေကုန်ပါတယ်အဲ့ဒါကို तू အတန်မဲမပါတာတငယ်ချင်းရေငါ line မကောင်းလို့နော်ဆိုပြီးတော့ဖုန်းချလိုက်တာဆိုပြီးတော့ तू ပြောပြီးတော့ သူအခုအိမ်စာကျုံချုံနေလို့ပတ်စံ3သိန်းလောက်လို့လို့ခုလေးလွှဲပေးပါဆိုပြီးတော့ကျမလည်းသူ့မျက်သူ့မျက်နှာလည်းမြင်လိုက်တယ်လေအဲ့တော့တငယ်ချင်းကလည်းကို့တငယ်ချင်းအရင်ငယ်တငယ်ချင်းအရင်လည်းဖြစ်တော့အော် तू ဟုတ်မှာပါဟုတ်ပါတယ်ဆိုပြီးတော့ကျမချက်ချင်းလွှဲလိုက်တာချက်ချင်းလွှဲပြီးတဲ့အချိန်ကျမှအဲ तू ကအဲ့လိုမျိုးဟုတ်ပါမလားဆိုပြီးကျမလည်းဖုံးဆက်ပြီးတော့တငယ်ချင်းရငါငွေလွှဲလိုက်တာရောက်လာရောက်လာဘာညာပေါ့ဖုံးဆက်ပြီးတော့မေးလိုက်တော့ကကြတော့အဲ तू အဲ့လိုမလုပ်ဘူးအရှိမလဲလူတယောက်အဲ့လိုမျိုးပဲနင်းလိုမျိုးငါငါအဲ့လိုမျိုးပဲခံရလို့ငါ तू အခုတောင်မှ အဖြည့်ရှင်းနေရတယ်ဆိုပြီးတော့သူပြောတယ်ပြောတော့မှအဲပြောနေတဲ့တန်းလန်းကိုမှသူကအမက်ဆန်ဂျာကနေနှစ်သိန်းထပ်လို့လို့ပါဆိုပြီးတော့ထပ်ပြီးတော့ပြောတယ်အဲ့ဒါခုခေကြားဖြတ်နေရလဲအရန်ကိုခင့်မိနေပြီလူလိန်နီးတက်တရလဲအရန်ခင့်မိနေပြီအဲ့ဒါကြောင့်မလို့သတိထားကြပါရီဒီယိုကောတွေမှာ AI နဲ့ AI တွေသုံးပြီးတော့သူတို့ကဗီဒီယိုကောခေါ်ပြီးတော့ပတ်စံတွေကိုလိန်ကြတာပါရှင်သတိထားကြပါနော်ကျွန်မကတော့တန်တရာကျွေး3သိန်းကိုဆက်လိုက်ပါပြီနော်အားလုံးလဲသတိထားနိုင်ပြီလူလိန်အပေါင်းမှာကင်းဝေးကြပါစီရှင် ။အဲ့ပြဆိုတော့လင်ငယ်တွေကလည်းတနေ့တစ်မျိုးအဲ့လိုမျိုးရအောင်ပေါ်လင်ငယ်ကောင်တွေကအဲ့လိုဖန်တီးနေရတာဆိုတော့ဒီအလင်ခိုင်ရလူတွေကလည်းလက်မမီတော့ဘူးเนาะကောင်တွေ move မျက်စိတွေနောက်အဲ့လိုဖြစ်နေကြပြီ။ဆိုတော့ဘာပဲဖြစ်ဖြစ်အာတတိချီပါအခုဒီကောင်မလေးပြောတဲ့ဟာကတော့ AI နဲ့ခေါ်ပြီးတော့မှအဲ့လိုလင်လို့ပြောတာဗျ။ဆိုတော့နေပညာတွေကလည်းတော်တော်ကြီးကိုမြင်လာပြီဆိုတော့တတိထားဖို့လိုပါတယ်။ AI နဲ့ ဒီ5ဗီဒီယိုတွေအဲလိုလုပ်ပြီးမှခေါ်တဲ့ခါကျတော့လည်းမျက်နှာမြင်ုံနဲ့တော့ပီလာဘူးเนาะစကားလေးပါလေပြောကြည့်အသေးချာဟုတ်လားမဟုတ်လားတစ်ဖက်လူရဲ့အမူအရာကတကယ်အဲလူပဲလားဆိုတာကိုလည်းအခက်ခဲဖို့လိုတယ်ဆိုတော့လည်းပညာတွေကဒီလူနေနေရဲ့လက်ထင်ပါလေတော်တော်ကြီးကိုကျွမ်းကျင်ကျွမ်းကျင်ကျင်ကြီးအဲလိုရှိနေတယ်ဗျဆိုတော့တော်တော်ကြီးသတိရှိရပါဗီဒီယိုဖိုင်လေးကတော့ကျွန်တော်လည်းအဆုံးပါလေပါလေဘုရားလည်းရနိုင်ကြပါစေဗျာเนาะဆိုတော့နောက်ထပ်ဗီဒီယိုဖိုင်လေးမှာကျွန်တော်တို့ပြန်တွေ့ရအောင်အာ see you next video